ီးပါဘူးဘာဟာဘူးဘာဟာမရှိတဲ့ပုံစံတွေစာရေးပါလို့ဝေးဆုံးမှာရှိတဲ့ဝတ္ထုတစ်ခုကိုပြက်ပြက်သားသားမြင်နိုင်လို့ဆိုရင်အဲ့ဝတ္ထုကိုကျတော့ဘယ်မှာထားရမလဲဆိုလို့ infinity မှာထားနော်အဲ့တော့ပုံမှန်ကျတော့အမြင်အာရုံပြောနော် for normal ဖြစ်ရှင် ုတစ်ခုကိုဘိုးဝင်းသုံးမှာရှိတဲ့ဝိတ္တတစ်ခုကိုပြက်ပြက်သားသားမြင်နိုင်ဖို့ဆိုလို့ရှိရင်ဇာတော့အဝိတ္တကိုဘယ်နေရာမှာထားပြရမလဲဆိုလို့ရှိရင် infinity မှာထားပြရအဲ့တော့ဒီစာလေးကျလို့ဘုရားထက်ထွက်တဲ့ကောင်မှာထဲ့သုံးပေါင်းပြည့်ပြည့်ပြည့်တော့ကောင်လေးကိုရထားတယ်ဒီ object ဝိတ္တတစ်ခုအဲ့ဘယ်မှာရှိတဲ့ဝိတ္တတစ်ခုလဲဆိုလို့ရှိရင်မစီမံ မစီမံဆိုတာကလောင်းကပ်ဟိုးအရှည်ဆုံးမှာရှိတာအဝေးဆုံးမှာရှိတာလောင်းကပ် distance နော်အဲ့ကောင်ကိုဆရာတို့ချီးဖို့ဆိုတာအနေအယုံညက်သားဖို့ဆိုလို့ချင်းနေအဲ့ဒီ YouTube ကိုဘယ်နေရာမှာထားပြရမလဲဆိုလို့ရှိရင် infinity မှာထားပြရမယ်ဒီမှာ approximately နဲ့ဘာလို့ပြီးမလဲဆိုလို့ရှိရင်ဒီပြီနော် infinity မှာထားပြရမယ် the object at the maximum longer distance of distance vision ကိုဝေဒူကောင်းမှရှိတဲ့ဝိတုတကူကိုတက်ပြတ်သားသားမြင်နိုင်ဖို့အတွက်ဆိုလို့ရှိရင်ဝိတုကို infinity မှာမလုပ်ပြရမယ်ဆိုရင်ထားပြရပြီးလို့ရှိရင် short cut the object at the short cut distance of this step vision ဝိထုတို့ကိုကျွန်တော်မျက်လုံးနဲ့အနည်းဆုံးနေရာမှာရှိမယ်ဆိုလို့ရှိရင်အဲ့ဝိထုကိုပြက်ပြက်သားသားမြင်နိုင်ဖို့အတွက်အဲ့ဝိထုဘလောက်အကွာအဝေးမှာထားပြရမယ်ဆိုလို့ရှိရင်ယူကြီးကွဲတူ250မီလီမီတာနဲ့ဆိုရင်250မီလီမီတာအကွာအဝေးမှာကျွန်တော်မျက်လုံးနဲ့အဲ့လောက်အကွာအဝေးမှာထားမယ်ဆိုရင်ကျွန်တော်ပြက်ပြက်သားသား distinct vision မြင်နိုင်မယ်နော် 250 mm အဲ့ကောင် cm နဲ့ဆိုရင်25 cm အဲ့ကောင်မီတာနဲ့ဆိုလို့ရှိရင်0.25 mm အဲ့ဒီအကွာဝင်ကဘာဖြစ်လဲဆိုရင်ထားပြတယ်အဲ့တော့ကျွန်တော်ကြာပြောပြပါမယ်နော်အဲ့တော့ဆိုရင်ဆရာတို့နဲ့ဟိုဝင်းဆုံးမှာရှိတဲ့ဝိတုကိုတက်ပြတ်သားသားမြင်နိုင်ဖို့ဆိုရင် u ကိုဘယ်နေရာမှာထားပြရမလဲဆိုရင် infinity မှာထားပြရမှာဝိတုကို infinity မှာထားပြရဆရာတို့နဲ့မျိုးလုံးနဲ့ အနည်းဆုံးနေရာမှာတက်တက်သားသားမြင်ရဖို့ဆိုလို့ရှိရင်အရာဝတ်တခုဘယ်နေရာမှာထားပြရမလဲဆိုရင်25 cm ဒါမှမဟုတ်ရင်250 mm ဒါမှမဟုတ်လို့ရှိရင်ဆရာတို့ကပြောတယ်0.25 meter အကွာဝေးမှာပါဖြစ်လဲဆိုရင်ထားပြဒါလေးအကုန်လုံးကကြည့်ကြည့်ပဲနော်ဟုတ်နော် exercise 7.2ဟာ calculate the power of the islands for viewing object at the longer and shorter distance တို့ long cut distance အဝေးဆုံးမှာကြီးမဲ့အချိန်မှာရှိတဲ့ power ရယ်နောက်က short တဲ့အနည်းဆုံးမှာကြီးမဲ့အချိန်မှာရှိတဲ့ power ရယ်ဘာလို့ပြရမလဲဆိုရင်ရှာပြရ possible with normal vision နဲ့ပုံမှန်အမြင်အရမှာသလိုရှိနော်ပုံမှန်မှာသလိုရှိအဝေးဆုံးမှာကြီးမဲ့အချိန်ရဲ့ power ရယ်အနည်းဆုံးမှာရှိမဲ့ power ကိုဘာလို့ပြရမလဲဆိုရင်ရှာပြရအရှုမီးနဲ့ဆက်လို့ယူဆအောင် islands to retina distance of 2 cm island ရလုံးမှန်ဘလူးနဲ့ retina မြင်လွာကြားအကွာဝေးဟာဘယ်လောက်လဲဆိုလို့ရှိရင်2 cm ရှိတယ်ဆိုဒီကောင်ဘာလို့ပေးထားလဲဆိုလို့ရှိရင် view ကိုပေးထားเนาะဆရာတို့မြင်လွာပေါ်မှာ ပုံရိပ်ပေါ်ဟုတ်လားเนาะမြင်လွာနဲ့ island ရလုံးမှန်ဘလူးကြောင်းမှာရှိတဲ့အကွာဝေးဟာ view 2 cm ကဲတော့ဒီမှာမှာလဲဆိုလို့ရှိရင် normal vision ပုံမှန်အမြင်အရမှာသူတို့ရှိရင် for ပုံမှန်မြင်ပါလို့ရှိရရှိဆရာတို့ကပုံရိပ်က retina ဖြစ်တယ်เนาะပုံရိပ်က retina ဖြစ်ရဒီ image ဒီ image must be retina retina ဖြစ်ရမယ်ဆရာတို့က eyelash to retina distance of 2 cm ဆိုတာက island maximum blue နဲ့ retina မြင်လွာကြားအကွာဝေးတော့ကျတို့ image distance ဘာဖြစ်မလဲသိရှင်2 cm နော် image distance image distance distance equal to 2 cm cm နဲ့မီတာကြောင်းလိုက်မယ်2ရေ2တန်းပါက -2 မီတာဒါဒါသမရှိလိုက်မယ်ကွာ0.02မီတာဒီတော့ ဘာနဲ့တွေ့ရမလဲဆိုရင်ပလတ်နဲ့တွေ့ရမယ်ဘာဖြစ်လို့လဲဆိုတော့ retina ပေါ်မှာပုံရိပ်ပေါ်တယ်ပုံရိပ်ပေါ်လို့ရှိရင် re ရဟုတ်လားနော်ဒါကြောင့်မူးစံလို့ပလတ်နဲ့တွေ့ဒါကြောင့်ပလတ်နဲ့တွေ့ရတယ်ဆိုလို့ရှိရင် the image image က power ကိုရှာတော့တယ်နံပါတ်1ကဘာကိုရှာလဲဆိုရင်ဝေးသုံးကိုကြီးမဲ့အချိန်မှာရှိတဲ့ power ကိုရှာနော်အဲ့တော့ the object အဲမဖြစ်မှာ မစီမံအဝေးဆုံးဆိုလောင်းကဒစ္စတန်အော်ဒစ္စတန်မရှင်အဲ့ဒါဆိုလို့ရှိရင်ဆရာတို့အဝေးဆုံးကိုကြီးမဲ့အချိန်မှာရှိရပါဝါအောင်ရှာဖို့ဆိုပြီးရှင်ယူကိုဘာလို့ထားပေးရမလဲဆိုလို့ရှိရင်ယူတန်ဖို့ကိုဆရာတို့ဘာလို့ထားပေးမလဲဆိုရင်ယူကြီးကွဲတူ infinity infinity လို့ထားပေးတာဒီမှာဘူးကြီးကြံနေနော်ယူကြီးကွဲတူ infinity နဲ့ဆရာတို့ဘာလို့မလဲဆိုလို့ရှိရင်အဲ့တော့ဆရာတို့လမ်းပေါ်မူလာကနေပြီးတော့ ဝမ်မိုင် F ညမှာ P ကိုအစားသွင်းပြီးတော့တွေ့တယ်ဒါကြောင့်မို့ using land formula ဒါလို့အဝမ်မိုင် F ညမှာ P ကိုသွင်းကြည့်လို့ဝမ်မိုင် F ကိုရေးရတယ်ဝမ်မိုင် F equal to ဝမ်မိုင် U plus ဝမ်မိုင် U အဲ့တော့ဒီညမှာဆရာတို့က power ကဘာနဲ့တူလဲဆိုရင်ဒီညမှာဆရာတို့မီတာနဲ့ပဲတွက်တာဟုတ်လားမီတာနဲ့တွက်မှာဆို1 by f မီတာနဲ့ဘာဖြစ်လဲဆိုရင် power အဲ့တော့ 1/f နေရာမှာကျွန်တော်ပါလို့တွန်းလိုက် p ကိုတွန်းလိုက် p ကိုတွန်းလိုက်တဲ့အခါမှာမီတာနဲ့တွက်မဲ့အတူတူ u လည်းမီတာပြရမယ်ဒါမှ v လည်းပါပြရစီမီတာပြရမယ်မီတာပြရအဲ့တော့ 1/ junior မှာ infinity တွန်းလိုက်မယ်ဘလတ်1 by junior မှာကျတော့0.02ကိုတွန်းလိုက်0.02ဟုတ်ပြီနော် 1 by infinity ကဘာနဲ့တူလဲဆိုရင်0နဲ့တူတယ်ဒီကောင်ကိုဆရာတို့ဘာလို့လိုက်လို့ဆိုရင်0 plus ဒီကောင်ကိုစားလိုက်မှာပေါ့1ဆိုတော့ဒီမှာဒသမနှလုံးရှိရောဘာလို့လိုက်လို့ဆိုရင်100ကြီးတယ်100ကို2နဲ့စားလိုက်တော့ဘာဖြစ်သွား50 50 power ရဲ့ unit ကဒါကအဝေးသုံးကိုကြီးမဲ့အချိန်မှာရှိတဲ့ပါဝါနောက်တစ်ခါဆရာတို့နောက်တစ်ခုပါအောင်ရှာပြရအောင်အနည်းဆုံးကိုကြီးမဲ့အချိန်မှာရှိတဲ့ပါဝါဘာလို့ပြောလဲဆိုရင်ရှာပြရအောင် ဟုတ်ဘူးအဲ့တော့ the object အနည်းဆုံးဆိုတော့ short up ဟုတ်လားနော် short up short up distance တော့အနည်းဆုံးဆိုတော့ at the least distance ဟာအဲ့ဒါဆိုလို့ရှိရင်ရွေးတံပိုးဆရာတို့ဘာနဲ့တွက်ပြရမလဲဆိုရင်ဒီမှာကလီတာရှိတဲ့အတွက်ကြောင့်မလို့ရွေးတံပိုးက25 cm 250 mm ပြီးလို့ရှိရင်မီတာဆိုလို့ရှိရင်0.25 mm တာလို့ပြောပြ0.25 mm နဲ့ပါလို့ပြောပါမယ်ပြောတာအဲ့တော့ဒီတိုင်းလေးပဲဆရာတို့ဘာလို့လဲဆိုတော့အစားသွင်းလိုက်မယ်ယူနီယာမှာဆရာတို့ဘာသွင်းလိုက်0.25 0.25ပါလို့လိုက်တယ်ဟုတ်လား0.25ကိုတွင်းလိုက်တဲ့အခါမှာဒီကောင်ကဘာဖြစ်မလဲဆိုရင်125နဲ့စားလို့ရှိရင်ဘာရမလဲ၄ ီကောင်ဘာဖြစ်လဲဆိုရင်50 50အဲ့တော့54တိုင်အောင်အနည်းဆုံးကိုကြီးမဲ့အချိန်မှာရှိရပါဝါက54တိုင်အောင်နားလည်လားနားလည်နော်နားလည်မယ်ဆိုရင်နောက်တစ်ပိုင်းသွားအောင်